မင်္ဂလာပါရှင်ဇွန်လ14ရက်စနေနေ့ရက်တိမပွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့အီရန်နျူကလ িয়ার စခန်းများနဲ့ဒုံးကျည်စက်ရုံများအားအစ္စရေးတိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စခန်းများဖိထိန်ဒုံးကျည်ထုတ်လုပ်တဲ့စက်ရုံများနဲ့စစ်ဘက်အကြီးအကဲများအားပြစ်မှတ်ထားပြီးဇွန်လ13ရက်ကစတင်တိုက်ခိုက်ကြောင်းသိရပါတယ်။ အီရန်ရဲ့အဓိကယူရေနီယံတန့်စင်နဲ့နာတန့်စက်ရုံပါဝင်နေရာများစွာတွင်ပောက်ကွဲမှုများဖြစ်ခဲ့ကြောင်းအီရန်မီဒီယာနှင့်မျက်မြင်သက်သေများကပြောကြားချိန်မှာပဲအီရန်ထံမှဒုံးကျည်ဒရုန်းများဖြင့်လက်တုံပြန်တိုက်ခတ်မှုများကိုကြုံတင်တွေ့ဆာကအစ္စရေးနိုင်ငံတွင်အရေးပေါ်အခြေအနေကြီးညာထားတယ်လို့ဆိုပါတယ်တိုက်ခိုက်မှုတွင်တီယူရန်မျိုးရုံချုပ်လေတိုက်ခိုက်ခံခဲ့ရကြောင်းအီရန်အစိုးရမီဒီယာကဆိုပါတယ် မြို့တော်လူနေရပ်ကွက်တစ်ခုပေါ်တိုက်ခတ်မှုကြောင့်ကလေးငယ်များစွာသေဆုံးခဲ့ကြောင်းလည်းအစိုးရသတင်းကဖော်ပြထားပါတယ်။အစ္စရေးကကောက်ချက်ဆင်းလေပြီးသွေးဆုံနေတဲ့လက်ဖြင့်အီရန်ပေါ်ပြစ်မှုကျူးလွန်ခဲ့ကြောင်းနဲ့၎င်းတို့ကိုယ်တိုင်အတွက်လည်းခါသီးသောကံကြမ္မာရရှိလေးမှဖြစ်ကြောင်းအီရန်ထိပ်သီးကောင်ဆောင်အယာတိုလာအလီခါမေနီကထုတ်ပြန်ပြောကြားပါသည် တီရန်မြို့တော်အပေါ်အစ္စရေးရဲ့တိုက်ခတ်မှုအတွင်းအီရန်ရဲ့နျူကလ িয়ার သိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ဖယ်ရီဒွန်အဗက်စီနဲ့မိုဟာမက်မေရီတီရန်ချီတို့တည်ဆုံသွားကြောင်းအီရန်နိုင်ငံတော်မီဒီယာကဖော်ပြထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပြီးမှာကတော့အစ္စရေးတိုက်ခတ်မှုကြောင့်ယူရေနီယံတန့်စင်စက်ရုံပါဝင်ကာကွယ်ရေးစစ်ဦးစီးချုပ်တွေတည်ဆုံခဲ့ရတယ်လို့အီရန်ကသတင်းထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ဇွန်လ23ရက်မနက်ပိုင်းက အစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်နျူကလ িয়ার စီမံကိန်းတွေနဲ့ယူရေနီယံတန့်စင်ရေးဆက်ယုံပျက်စီးခဲ့ရတယ်လို့တော်လန်ရေးအဆောင်တက်စစ်ဦးစီးချုပ်ဟိုစိန်ဆလာမီနဲ့အီရန်စစ်တပ်စစ်ဦးစီးချုပ်မိုဟာမက်ဘာဂရီတို့ပါသိဆုံးခဲ့ရကြောင်းအီရန်စစ်တပ်သတင်းဌာနကသတင်းထုတ်ပြန်ပါတယ်။နျူကလ িয়ার စီမံကိန်းကိုတာဝန်ယူတဲ့အီရန်စစ်အင်ဂျင်နီယာတက်တမူချုပ်ဗိုလ်ချုပ်ဂူလာမလီရာရှလဲသိဆုံးခဲ့ရတယ်လို့အရာတူလာအလီခိုမီနီရဲ့စီရေးအကြံပေး အလီရှန်ကမ်ပဏီလည်းအပြင်းထန်တရားရခဲ့တယ်လို့အီရန်စစ်တပ်သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။တိုက်လေယာဉ်200ကျော်နဲ့ပြင်းထန်တိကျတဲ့လက်နက်မျိုးစုံ300ကျော်ကိုအသုံးပြုပြီးအီရန်ထိပ်တန်းစစ်ကောင်ဆောင်တွေပေါင်းအောင်နေထိုင်တဲ့နေရာတွေနဲ့အီရန်နိုင်ငံတော်ကအရေးကြီးပြစ်မှတ်တရားကျော်ကိုတိုက်ခတ်ခဲ့တယ်လို့အစ္စရေးလီတက်ကလည်းသတင်းထုတ်ပြန်ထားကြောင်းသိရပါဗျ။ထပ်မံတင်ဆက်ပေးမှာကတော့အီရန်ကအစ္စရေးကိုဒရုန်းအဆင့်100ကျော်နဲ့လက်တော့ပြန်တိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ်။ နျူကလ িয়ার ဆဲယုံတွေကိုအစ္စရေးရဲ့တိုက်ခတ်မှုခံခဲ့ရပြီးအီရန်စစ်ဘက်ထိတ်တန့်ခေါင်းဆောင်တွေသေဆုံးပြီးနောက်အီရန်ဟာအစ္စရေးဘက်ကိုဒရုန်းရာနဲ့ချီပြီးပစ်လွတ်တိုက်ခတ်ခဲ့လို့ဆိုပါတယ်။ဇွန်လ23ရက်အာယုံမတက်ခင်အီရန်နိုင်ငံအနှံ့တိုက်ခတ်မှုတွေစတင်ခဲ့ပြီးနောက်လက်ရှိမှာလည်းတိုက်လေယာဉ်တွေဟာအီရန်နျူကလ িয়ার အဆောက်အုံတွေကိုတိုက်ခိုက်နေစေဖြစ်ကြောင်းအစ္စရေးစစ်တပ်ကဆိုပါတယ်။တိုက်ခိုက်မှုဟာရေစင်လိုင်းစစ်စင်ကြီးရဲ့တစိတပိုင်းဖြစ်ကြောင်းအစ္စရေးဝင်ကြီးချုပ်နက်ဒရန်ယာဟုက ထုတ်ဖော်ပြောဆိုထားပြီး အီရန်ဟာအစ္စရေးရဲ့ရည်တည်မှုအတွက်ချိန်ချမှုတည်းဖြစ်နေတယ်လို့ဆိုထားကနိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာထားတယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အမေရိကန်တပ်များအရှေ့လေပိုင်းမှာစုံရန်ထရန့်အမိန့်ပေးတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအနေရှိတဲ့နေရာတစ်ခုဖြစ်နိုင်နေဆိုပြီးအမေရိကန်တပ်ဖွဲ့ဝင်တွေကိုအရှေ့လေပိုင်းကနေနေရာရွှေ့ပြောင်းမှုအမိန့်ပေးခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ထရန်ကတပ်ဖွဲ့ဝင်တွေကိုအရှိအလေပိုင်းကနေဒစိမ့်တပိုင်းပေးလို့ရကိုရွှေ့ပြောင်းမှုအမိန်ပေးခဲ့ပြီးဒေတာရင်းလုံခြုံရေး NDA မြန်မာမှုကြောင့်တပ်ဖွဲ့ဝင်တွေကိုအခုလိုထွက်ခွာဖို့ပြောဆိုခဲ့တာဖြစ်တယ်လို့အမေရိကန်နဲ့အီရတ်သတင်းရှင်းပြတွေကဆိုပါတယ်ဒါအပြင်ပါရင်းနဲ့ကူဝိတ်တို့ကအမေရိကန်တပ်ဖွဲ့ဝင်တွေကိုလည်းအရှိအလေပိုင်းကနေဆန္ဒအလျောက်ထွက်ခွာဝင်ကိုခွင့်ပြုထားတယ်လို့လည်းအမေရိကန်အရာရှိတယောက်ကပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်။ ဒေတာရင်းတက်ပါမှုတွေမြင့်တက်လာတာကြောင့်အရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်အစိုးရဝန်ထမ်းတွေကိုထွက်ခွာဖို့အမေရိကန်နိုင်ငံသားကြီးဌာနကဇွန်လ17ရက်မှာအမိန့်ထုတ်ပြန်ခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အီရန်ကအစ္စရေးရဲ့တိုက်ခတ်မှုကြောင့်တည်ဆုံခဲ့တဲ့စစ်ဦးစီးချုပ်များရဲ့နေရာတွင်ယာယီစစ်ဦးစီးချုပ်အသင်းများအစာထုတ်ခံရတဲ့တဲ့တင်ဖြစ်ပါတယ်။ အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီခါမေနီကအစ္စရေးရဲ့တိုက်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့စစ်ဦးစီးချုပ်များရဲ့နေရာမှာယာယီစစ်ဦးစီးချုပ်အစ်တင်များအစားထိုးခံရခဲ့တယ်လို့ဆိုပါရယ်။ဆော်လာ23ရဲ့နနက်အစောပိုင်းကအစ္စရေးရဲ့တိုက်ခတ်မှုကြောင့်သေဆုံးခဲ့ရတဲ့ Islamic Dollar ရဲ့အဆောင်တပ်ဖွဲ့ IRGC ရဲ့စစ်ဦးစီးချုပ်ဟော်စိန်ဆလာမီရဲ့နေရာတွင်ဗိုလ်ချုပ်ကြီးအာမက်ဗာဟီဒီကိုအစားထိုးခံခဲ့ပါရယ်။ဒါပြင်အစ္စရေးရဲ့တိုက်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့ အီရန်ကြီးတက်ရဲ့စေဝစီချုပ်မိုဟာမက်ဘာဂီရီရဲ့နေရာတွင်လဲဗိုလ်ချုပ်ကြီးဟာဗီဗူလာဆရာရီကိုအစားထုတ်ခံခဲ့ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာများကဖော်ပြခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အဲအိန္ဒိယခရီးသည်တင်လေရင်ပြကြမှုမှာအသက်ရှင်သူတဦးရှိတဲ့တင်ဖြစ်ပါတယ်။ဆွန်လာဆနေရကအဘဒါဘတ်မြို့မှာလန်တန်သို့ဦးတည်ပြန်တမ်းပေအဲအိန္ဒိယလေကြောင်းလိုင်းပိုင်းဘောရင်းလေရင်ပြကြမှုတွင်အလောင်း100ကျော်ရရှိထားတယ်လို့အဘဒါဘတ်ရဲ့တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ANI သတင်းဌာနကိုအာမတာဘတ်ရေချုပ် GS မာလီပြောကြားချက်အရအသက်ရှင်သူတဦးရှိပြီးဗြိတိန်နိုင်ငံသားဖေဝက်ကူမာရာမိဆိုသူဖြစ်တယ်လို့ဆိုပါတယ်။စေယုန်နေကုသမှုခံယူနေတဲ့ဖေဝက်ကူမာကလေရင်ထွက်ပြီးစက္ကန့်30အကြာမှာအတန်ကြီးကြီးကြားလိုက်ရတယ်။ပြီးတော့လေရင်ပြတ်ကျသွားတယ်ဖြစ်သွားတာအယံမြန်တယ်လို့မီဒီယာကပြောပါတယ်။ လူနေရက်ွက်အတွင်းပြတ်ကျသွားတဲ့အဆူပါလေရင်မော်တွင်ခရီးတန်တွေလေရင်အမှုတန်းအားလုံးပေါင်း242ဦးလိုက်ပါသွားကအဘဒါဘတ်လေဆိပ်မှနေ့လယ်တနာရီ39မိနစ်တွင်ပြန်တက်ပြီးမကြာမီမှပြတ်ကျခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။